ရုရှားနဲ့အမေရိကန်ကြားအနာဂတ်ဆွေးနွေးမှုတွေမှာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုလည်းထယ်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ကရမလင်နန်းတော်ကမတ်လ9ရက်နေ့ကပြောပါရယ်။တီဟီရန်ရဲ့နျူကလ িয়ার စီမံကိန်းဒေသရင်းအမေရိကန်စန့်ကျင်ရေးအီရန်ကိုစားတပ်ဖွဲ့တွေကိစ္စအပါအဝင် အီရန်နဲ့ဒေါ်နယ်ထရန့်အဆိုအရဆက်သွယ်ရေးကူညီပေးဖို့ရုရှားကသဘောတူထားကြောင်းဘလွန်ဘတ်သတင်းဌာနကဖော်ပြခဲ့တာပါအီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ငြင်းငန်းစွာအဖြေရှာရမှာဖြစ်ပြီးတန်တမန်နီးလန်းနဲ့ဖြေရှင်းရမယ်လို့ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပတ်စကော့ကပြောပါတယ် အီရန်ဟာမိမိတို့မဟာမိတ်လက်တွဲပေါ်နိုင်ငံဖြစ်တာကြောင့်နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေကိုပူးပေါင်းလှုံ့ဆော်ရွက်သွားမှာဖြစ်တယ်လို့ရုရှားကဆိုပါတယ်။အီရန်အနေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မရရေးအီရန်ကရေနံတွေလုံးဝတင်ပို့လို့မရအောင်ထရန့်ကဖိအားအများဆုံးပေးဖို့လှုံ့ဆော်ထားပါတယ်။တီဟီရန်ကသူတို့မှာနျူကလ িয়ার လက်နက်လုပ်ဖို့ရည်ရွယ်ချက်မရှိဘဲငြင်းချမ်းရေးအတွက်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်းရုရှား၊အီရန်ဆက်ဆံရေးပုံမအားကောင်းလာခဲ့ပြီးနှစ်နိုင်ငံကြားဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုတရက်ကိုဇန်နဝါရီလကလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ပြီးခဲ့တဲ့လက Sorry Arabia မှာ American နဲ့ Russia ပထမဆုံးချိန်ဆွေးနွေးချိန်မှာ Iran ကိစ္စထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ Kremlin နန်းတော်ကပြောပါတယ်။